တင်ဆက်ပေးမယ့်သတင်းကတော့ထားရောက်အထောက်ထားမညီမလုပ်သားများ CI ကနေပြည်ကျပြောင်းမိပါကလည်းပြပထုတ်ခောက်ကမရတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းရောက်အထောက်အထားမဲ့မြန်မာလုပ်သားတွေကိုထုတ်ပေးနေတယ်။မိသူမိဝါဖြစ်ကြောင်းတသက်ခံ CI စာအုပ်ကနေ Passport for Job PG ပြောင်းလဲသူတွေကိုစာအုပ်မှာ Passport for Only Thailand ထိုင်းနိုင်ငံအတွက်သာတော်လောက်ခွင့်ပြုထားတယ်လို့စာသားကိုတုံ့ထွက်ရိုက်နေပြီးကန့်သတ်လိုက်တယ်လို့သိရပါဗျ။ ဆရာဟင်ဆောက်ကနေပြည်ကြည်ပြောင်းသူတွေကိုထိုင်းနိုင်ငံတခုတည်းအတွက်သာတောလာခွင့်ကတက်လိုက်တာကြောင့်ထိုင်းမှာတစဉ်တတိယနိုင်ငံကိုထွက်ခွာမဲ့သူတွေအနေနဲ့ထွက်ခွာခွင့်မရတော့ဘဲနဲ့ CI နဲ့ PJ ဆောက်အတူတူပုံစံဖြစ်သွားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ CI ဆောက်အစိမ်းကနေဆောက်အနီး PJ ပြောင်းတဲ့သူတွေကိုသာဆောက်မှာ Thailand only ဆိုပြီးရိုက်နေကတက်နေတာဖြစ်ပြီးရခိုင် PJ ဆောက်သမားတွေကတော့လက်တလုံးမှမပါဝင်သေးဘူးလို့သိရပါတယ်။ စီအိုင်စာအုပ်ကတော့ထိုင်းမှာရောက်ရှိနေတဲ့အထောက်ထားမဲ့နိုင်ငံသားတွေကိုပြုလုပ်ပေးတာဖြစ်ပြီးစီအိုင်စာအုပ်ကလင်းနေတဲ့တန်ရှိရလို့လည်းသိရပါတယ်။စီအိုင်စာအုပ်ကဆောင်ထားသူဟာတက်တန်းနှစ်နှစ်ပြပါကစီအိုင်ကနေ PG ကိုပြောင်းခွင့်ရှိရဖြစ်တယ်လို့သိရပါတယ်။ဒီတဲ့ရောတော့မြတ်တူကွာပဲပို့လာပါဗျ။